ဒီနေ့မှာတော့ကျွကျွရွရွလေးနဲ့ကလေးရောလူကြီးပါကြိုက်ကြတယ်။ထိုင်းစတိုင်ကျက်တောင်ပံကြော်နီးလေးကိုအားလုံးကိုမျှဝေပြီးမှဖြစ်ပါတယ်ရှင်။လုံနီးလေးကိုဗီဒီယိုလေးမှာဆက်ကြည့်ပေးပါနော်။အရင်ဆုံးကျက်တောင်ပံကိုညီနဲ့တွေပျောက်သွားအောင်လို့ဂျုံမှုတ်လေးနဲ့နေပြီးရင်တော့တေချာလေးစီးထားလိုက်ပါမယ်။သားတွေကိုအရသာတွေစိတ်ဝင်အောင်လို့ဒီလိုမျိုးခရင်လေးနဲ့နေရာနှံ့ထိုးထားပေးလိုက်ပါမယ်။ အရသာအတွက်ကိုတော့စားဟင်းကမုံငရုတ်ကောင်းမုံဂျင်းမုံငနွေးနဲ့ငံပြားရီတို့ကိုထည့်ထားပြီးလိုက်ပါမယ်။ပိုပြီးမွေးချင်တော့ဂျင်းကျသွန်ဖြူကိုထောင်းပြီးအရေလေးညှစ်ထည့်ပြီးလို့ရပါတယ်။အသားကိုပိုပြီးနူးညံ့စေချင်လို့ရှာလကရီလက်ဖက်စာစုံတစ်စုံထည့်ထားပါဗါ။အားလုံးကိုတမတော်အောင်နဲ့ပြီးရင်တော့အရသာဝင်အောင်လို့အနည်းဆုံးနိုင်ရွက်ခန့်နှံ့ထားပြလိုက်ပါမယ်။အားလုံးစီနေဖြစ်ပြီဆိုရင်တော့အိုးထဲမှာစီမင်းမြလေးနဲ့ထည့်ကြပါမယ်။စီပူလာပြီဆိုတော့မှ မီးကိုအနေတော်လေးထားပြီးထည့်ကြပေးရပါမယ်။ အကျက်ညီအောင်လို့ဟိုဘက်ဒီဘက်တိချလေးလှန်ပေးပြီးရင်တော့နှစ်ဖက်လုံးရဲလာတဲ့အထိကြော်ပေးရမှာဖြစ်ပါတယ်။ကြော်နေရင်းနဲ့ဒီလိုမျိုးအညီအောင်လေးတန်းလာပြီးကိုလိုချင်တဲ့အကျွအနေထားကိုရပြီဆိုရင်တော့ချလို့ရပါပြီရှင်။အပြင်ခွန်ကျွတ်ကျွလေးနဲ့အသားကနူးအိပ်ပြီးရသာရှိတဲ့ကြက်တောင်ပံကြော်လေးရပါပြီရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။